ွေပူပူလေပူပူတွေချားထဲမှာကျမတို့လူသားတွေဟာဝင်းရည်အတွက်ပုံစံမျိုးစုံနဲ့အစွမ်းကုန်ရုံးကန်လှုပ်ရှားနေရပါတယ်။ခုလိုရုံးကန်လှုပ်ရှားနေတဲ့အင်အားတွေမရဆိုင်သွားဖို့အတွက်ကတော့ကျန်းမာရေးကောင်းမွန်ဖို့အရေးကြီးပါတယ်။လူသားများအတွက်အစာအာဟာရပြည့်ဝမှုနဲ့နေထိုင်မှုပုံစံတွေဟာကျန်းမာရေးကောင်းမွန်မှုနဲ့တရားရိုက်ချိုးကြပါတယ်။အစာလဲစီစီလဲစားလို့ဆိုရမှာဖြစ်ပါတယ်ရှင်။ ရှင်လွေရာဒီရဲ့ပူပြင်းမှုကတော့အမခမ်းပါပဲရှင်အခုလိုမျိုးမတ်လနဲ့ဧပြီလကူရီဟာအဲ့လိုကြားကာလတွေကအမတန်းမှပူပြင်းပါတယ်ရှင်ဒါကြောင့်ဒီနေထိုင်တဲ့သူတွေကပေါ့နော်ဒီအစားအသောက်နေထိုင်တော်တော်စင်ကြင်ကာမှစမ်းမရင်းနဲ့ညညွတ်မှဖြစ်ပါတယ်လူတွေမှာဆိုလို့ရှိရင်တော့ကျမတို့ဒီစားရတာတွေနေတာတွေကအမတန်းမှရေးကြီးပါတယ်ရှင်စားတော့နေထိုင်မှုမမှန်ကန်ဘူးဆိုလို့ရှိရင်တော့ကျမတို့ဒီလူလောကမှာတက်တန်းစစ်နေနိုင်ဖို့ဟာ အမတန်မှမလွယ်ကူလှပါအောင်ရှင်ဒါကြောင့်အခုလိုမျိုးကျမတို့လိုမျိုးဒီအပြင်မှာသွားပြီးတော့အမြဲတမ်းအလုပ်လုပ်ကိုင်းတဲ့သူတွေအားဆိုရင်တော့ဒါအပြင်မှာတွေ့ရတဲ့အစားအစာတွေကိုအဆင်ပြေသလိုပဲစားလိုက်ကြရတဲ့ရှင်ဒါတွေကအမတန်မှလွယ်မှားပါတယ်ဒီရာတီဥဒုတံရာတီဥဒုနှွေမိုးဆောင်ပေါ်မူတည်ပြီးတော့အစာတောက်ကိုရွေးချယ်ပြီးစစ်စစ်ပြီးစားသုံးမယ်ဆိုရင်တော့အသက်ရှင်ကျန်းမာပြီးတော့အဲမိသားစုနဲ့ပျော်ရွှင်စွာတက်တန်းစစ်နေနိုင်မှာဖြစ်ပါရဲ့ရှင်။ဒါကြောင့်မို့အခုဆိုရင်တော့အချိန်ကာလကလည်း၁၂နာရီရှိနေပြီရှင်။ကျွန်မလည်းဗိုက်နေနေစာနေပြီ မိလေစာဖြစ်စားဖို့အခုကျမဒီနားတဝိုက်မှာအဲကျမစားကျင်တဲ့အစားအစာရှိရဆိုင်လေးလိုက်ရှာနေရရှင်။ကျမစားကျင်တဲ့အစားအစာကတော့အခုလိုနေရာဒီကာလနဲ့လည်းအမတန်မှကိုက်နေတယ်။ရင်ထဲကိုလည်းအေးသားစေမယ့်အစားအစာ။ကြောင့်တင်ကျမတို့ဒီမကြမီမှာရောက်ရှိကြမယ်။တချမ်းဆိုတဲ့စာသားလေးလည်းပါတဲ့အစားအစာပါရှင်။မိဘပြည်သူများကိုအခုတော့ဘာစားစာလဲဆိုတာမပြောသေးဘူး။ဆိုင်ဝါရောက်မှပြောပါမယ်ရှင်။ကဲမိဘပြည်သူများကျမစားမယ့်အစားအစာလေးကဘာလဲဆိုတာသိချင် လိုက်ပါပြီးတော့ကြည့်ရှုပေးပါဦးကဲမိမပြည်သူများရှင်အခုဆိုရင်တော့ကျွန်မစားချင်တဲ့အစားအစာလေးရောင်းတဲ့ဆိုင်ကိုရောက်ရှိနေပါရှင်ဒီနေရာကတော့မော်လမြိုင်မြို့ရဲ့ဈေးစိုနေရာပဲဖြစ်ပါရဲ့ရှင်ဒီမှာဆိုရင်တော့ကျွန်မတို့အခုလိုနှွေးရသည်ဖြစ်တဲ့ဒီမက်လာနဲ့ဧပြီလအခုအခုလိုပူပြင်းတဲ့ရာသီမှာအမတန်မှစားလို့ကောင်းတဲ့အစားအစာလေးဖြစ်တယ်ပြီးတော့ဒီမကြမီမှာကြောက်ရွံ့တော့မယ်ဒဇင်ဆိုတဲ့စာသားလေးလည်းပါတယ်အဲ့ဒါကတော့မြို့ပြည်သူများ သိမလားတော့မသိဘူးရှင်။ဒကြံသမီးပဲဖြစ်ပါတယ်။ဒါကြောင့်မူကားပြည်သူများလည်းဒီဒကြံသမီးရဲ့အရှာသားတွေကဘလို့ရှိလဲ။ဒကြံသမီးကိုဘလို့ပြုတ်လောက်ကြလဲ။မွန်ရိုးရအစားအစာကိုမိဘပြည်သူများလေးလာခြင်းနဲ့ဆိုရင်တော့ကျမနဲ့အတူတပါတယ်လိုက်ပါလေးလာဖို့ဖိတ်ခေါ်ပါတယ်ရှင်။ကျန်သမီးနဲ့ပွဲပြင်တော့မလား မရှင်အခုဆိုရင်တော့ကျမဒီတကြံချမင်းကိုမှားထားတဲ့အချိန်ပါပဲတကြံချမင်းပြုတ်လုတ်ကုန်နေတာဘယ်လိုလဲဆိုတာဆိုင်ရှင်ကိုတောင်းရနည်းနည်းတော့ဆက်စစ်ကြည့်အောင်မယ်နော်လာပါမဟုတ်ကဲ့မအမတို့ဆိုင်မှာတော့လေတကြံသမင်းကိုခဏခဏလက်စားတယ်ပေါ့နော်ဖောက်တဲ့တွေပဲအေးတကြံသမင်းကရန်စားကောင်းတယ်အမတို့ဘယ်လိုလောက်ကြလဲတကြံသမင်းကိုအမတို့ကိုယ်တိုင်ချက်ပြီးတော့ရောင်းတာလားဒါမှမဟုတ်လို့ရှိရင်တခြားအော်ဒါမှာပြီးတော့ရောင်းတာလားမ ဆိုင်မကိုယ်တိုင်ချက်ပြီးရအောင်။ဩအဲ့ဆိုရင် Skynet ကိုကြည့်ရှင်းနေကြတဲ့မိဘပြည်သူတွေလည်းတို့တကြံထမင်းကိုတို့တို့အိမ်မှာပြန်ပြီးတော့ချက်ပြုတ်လို့ရအောင်။အမအနေနဲ့ဒီဆက်နီးလေးနည်းနည်းပြောပြပေးပါနော်။ပြပြပါမယ်။ဟုတ်ကဲ့ပါအမ။အိမ်ပေါ်မှာနော်ဆိုင်မလီဆောက်လို့ဩဟုတ်ကဲ့အိမ်ပေါ်မှာနော်။ဟုတ်ကဲ့ပါရှင့်။ အရှာတူတူကလည်းတအားဘူးပဲเนาะအခုလိုရာသီဆိုရင်တော့တချံထမင်းကတော့တော်တော်လေးကိုလိုက်တယ်เนาะဟုတ်ဟုတ်အခုလေဒါဆိုရင်အမတချံထမင်းပေါ့เนาะတချံထမင်းပြီးတော့စပြီးတော့ချက်မယ်ဆိုရင်ဆက်ဆက်ချင်းပါဝင်တဲ့အမယ်တွေပေါ့ဘယ်လိုဟင်းအမယ်တွေပါဝင်နေမှာအဝင်တဲ့အမယ်ငချောက်ရဲ့ဟုတ်ကဲ့ချက်တော်ရဲ့တရက်တီရဲ့စိန်သာငပိနည်းနည်းလေးရဲ့စနွေးမုတ်ရဲ့စီရဲ့ ဒါပဲပေါ့နော်။အော်ဟုတ်မှာစက်တုံကြတော့လေသမျိုးတွေ့ဘူးလားစက်တုံလေးချမ်းချမ်းထားတွေ့ဘူးလေနော်မှာ။ဟုတ်တယ်။ဟုတ်။လုံးကြီးတော့၄၅၆ချမ်းပေါ့။အော်ဟုတ်ကဲ့။ငါ၆ကိုတုံးတဲ့ခါမှာလေလေသမျိုးစားဘူးလားတော့ငါပြားချောင်းနဲ့စားတယ်။တခြားငါ၆တွေရောဘလို့တုံးလို့ရလဲမှာ။ချမ်းငါ၆ကြတော့တိတ်လို့ငါပြားတော့လိုက်ဖက်ဆုံးပေါ့။ဟုတ်အဲအချင်းအတွက်တရက်တီးထဲတဲ့ခါမှာလဲလေတချို့လူတွေကကြတော့တရက်တီးစားလေစက်ပေါင်တီးလို့ပါလို့တခြားအချင်းတွေထဲတယ်မှာထဲလို့ရတယ်အချင်းတွေမျိုးထဲလို့ရတယ် စပောင်းသီးလည်းရရတယ်မယမ်းမယမယမ်းသီးလည်းရရတယ်ဟောမယမ်းသီးလည်းရရတယ်ဟုတ်ဟုတ်ကဲ့မအဲဒါဆိုလို့ရှိရင်စချက်တော့မယ်ဆိုရင်ဘယ်လိုမျိုးချက်ရရလဲမငါချောက်ကိုအရင်ဆုံးပြုတ်ရတယ်ငါချောက်ပြုတ်ပြီးအယိုးတွေနှွေရမယ်နှွေပြီးထောင်းလိုက်ရတယ်ထောင်းပြီးတော့အယိုးတွေဆင်အောင်ယူရရတယ်အဲ့ဒါမှာအာဟုတ်တယ်ဟုတ်ကဲ့မအဲ့ဒါလုပ်ပြီးရောဘယ်လိုဆက်လုပ်ရလဲအရင်ဆုံး CO တဲ့ရပေါ့ CO အရင်တဲ့ရစီပူလာတဲ့ခါကျတော့စက်တုံထဲ့နော်စက်တုံထဲ့ပြီးစက်တုံလုံးနည်းနည်းမှုွေလိုက်ကြော်လိုက်တော့ ။ကျက်တော့နူးရက်ကကြာရင်စိမ်းသာငပိနေရတဲ့တရက်တီကိုထဲရတယ်။တတိထဲပြီးခဏလေးထမ်းမှုလိုက်တယ်။ဟုတ်ကဲ့ပါ။မှုပြီးလို့ရှိရင်ခဏတော့ထောင်းလိုက်တဲ့ငချောက်ကိုထဲရတာပေါ့။ဟုတ်ဟုတ်။ထဲပြီးတော့ပြန်မှုရတယ်ပေါ့။စိမ်းလေးလောက်မှုရတဲ့ကကြာရင်ကြာရင်ငချောက်ကြော်စားလို့ရတယ်နေထိုင်ရ။ဟုတ်ကဲ့ပါမ။တချံသမင်းကလေးရောက်ဖို့ဆိုရင်တော့ဆန်ကိုပြုတ်ရမှာ ။စပယ်ပန်းကိုပွင့်ပမာရတဲ့အထိပြုတ်ပြီးတော့ရင်နဲ့အချင်းချင်းဆေးရပါတယ်။ကြံက6ကြော်စားမယ်ဆိုရင်ပေါ့เนาะမပါမဖြစ်ပါရတာကတော့ဖျောင်းတင်းနဲ့ဖျောင်းတင်းဖျောင်းတင်းရေကြတော့ဘယ်လိုလုပ်ရလဲဖျောင်းတင်းရေကြတော့ပထမဆုံးမတို့စတီးခွက်တွေသခွက်ယူလိုက်တယ်စတီးခွက်ယူပြီးတော့မိခဲလေးနှခဲထည့်လိုက်တယ်ဖျောင်းပိုင်းလိုက်တဲ့ဖျောင်းနိုင် ဖျောင်းနိုင်ပေါ့နော်ဖျောင်းနိုင်အတူပိုင်းလေးနှစ်ပိုင်းထဲလိုက်တယ်ပြီးတော့ရေထဲတဲ့အိုးထဲမှာလေအဲ့ဒီမီးခဲနဲ့ထဲထားတဲ့ခွက်ကိုဒီအိုးထဲထဲလိုက်တယ်ပေါ့အင်းအိုးထဲထဲပြီးတော့အဖုံဖုံအဝတ်နဲ့အုပ်လိုက်တယ်အော်ဒါအနက်လောက်အနက်လောက်အဝတ်နဲ့အုပ်လိုက်၅မိနစ်လောက်ကြာတဲ့အခါကျတော့အဖုံဖွေရင်တင်းရရတာပေါ့အာရေခဲတုံးလေးထဲလိုက်ရေခဲတုံးဒါအေးရအောင်ထဲရပေါ့ဟုတ်ကဲ့အဲ့ဒီ၅၆ကြုံပါဆိုရင်ဒီတချို့တွေက ငချောက်ကျော်စားတဲ့ကကြရင်စက်သွွန်ကျော်ရေငရုတ်တီတောက်ရေစက်သွွန်ညီကျော်လေးရေငရုတ်တီတောက်ရေလည်းတွဲဖက်စားကြရတယ်နော်အဲ့ဆိုရင်တော့ဒါအစင်သစ်စားလို့ရတဲ့အစီအစဉ်ထောင်းဖြစ်သွားပြီပေါ့ဟုတ်ကဲ့မအမတို့ဆိုင်မှာရောဒီကြံထမင်းကိုစိုက်တဲ့သူတွေများလားအဲဘယ်လိုလူမျိုးတွေအများဆုံးလဲစားလဲတနေ့ဆိုဘယ်နှပွဲလောက်ညောင်းရလဲမတနေ့ကိုပွဲရရာနဲ့ချီအောင်ရတယ်ကြံထမင်းဟုတ်တယ်ဟုတ်တယ်ဟုတ်ဘယ်လိုရာတီတွေဒီကဒီလိုနွေရာတီမှဆိုပို့ပြီးတော့ရောင်းကောင်းတယ်လေမုံလူမျိုးတွေအများဆုံးစိုက်ကြတယ်ပေါ့အမရောကြံထမင်းစိုက်လား အဲ့ဒါနဲ့အရသာကိုလည်းမနည်းနည်းဖို့ကျူးပေးပါဇန်နမင်းရစားရတာဟိုဘယ်လိုပြောမလဲဘလောက်ပဲပင်မန်းလာပါစေပေါ့နော်အေးဇန်နမင်းတပွဲစားလိုက်ရတယ်သူသူ့ရရတာနည်းနည်းချင်းတယ်နဲ့အငန်ထက်လည်းပါရတာပေါ့အဲ့ဒီသမင်းရေးအေးနဲ့စားလိုက်ခါကျတော့အမောပြေသွားတာပေါ့ပါတာကြိုက်တယ်။ဘာဖြစ်လဲဆိုရင်ညာဒီမှာကလင်းကြတော့တမင်းကတူရဟုတ်လားတခြားနမင်းစားတော့ဆိုရင်ဝန်းနေနည်းနည်းအေးတယ်ပေါ့အဲ့တော့လေအကေကြီးများတော့ဝန်းနေပါတယ်တွားလို့ရှိရင်လေ ရေရိုးထမင်းကိုရေနဲ့စားရင်တော့မှဘုံချုပ်သွားတတ်တယ်ခင်ဗျာအဲ့ဒါကြောင့်ဂျန်တမင်းကိုအငယ်ကြိုက်တယ်ပါကျွန်မဂျန်တမင်းကိုအရန်ကြိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ဂျန်တမင်းဆိုတာကကျွန်မတို့နေရာဒေသမှာမရနိုင်ဘူးပေါ့နော်ကျွန်တော်တို့မွန်ပြည်နယ်ဒေသမှာပဲရိုးရဒလေးအစားအစာအနေနဲ့ရလာတာ ဟုတ်ကဲ့ပါကျမတို့ဒကြံထင်းရဲ့ရိုးရရိုးရဒလေးပေါ့နော်ဒီဒကြံထင်းရဲ့သင်္ကေတကတော့လူတွေကဒကြံထင်းကိုစားတဲ့ခါမှာရင်ကိုအေးများစေတယ်ပြီးတော့ဒကြံထင်းကကျမတို့ငချောက်လေးကိုပေါ့နော်ထောင်းပြီးတော့တည့်ရက်ဒီအချင်းကလေးနဲ့ပြီးရင်ကျက်ပေါ်အနီကလေးနဲ့ဟိုသူကကြော်ထားပြီးတော့မှထား လောက်ထားတဲ့အစားအစာလေးဖြစ်ပြီးတော့ဒါကိုစားခြင်းအပြင်အထင်ရဲ့အရသာလေးပါတဲ့အတွက်ကြောင့်မလို့လေကတွင်းကိုရှင်းသေးတယ်ပေါ့နော်ပြီးတော့တခါတကြံထမင်းမှဆိုရင်ကျမတို့ကထမင်းကိုတေချာကိုဟိုဆန်လုံးကွဲသွားအောင်တေချာပြုတ်ပြီးတော့မှဒါလေးကိုမှကျမတို့ကရေခဲရေလေးနဲ့ပေါ့ပြီးလို့ရှိရင်ကျမတို့ရဲ့ရိုးရတလေးဖျောင်းသိမ်းရေလေးနဲ့အဲ့ဒါလေးနဲ့ထည့်ပြီးစားရတဲ့အခါကျတော့ရေကိုလည်းအေးများစေတယ်ခင်းကိုလည်းရှင်းစေတဲ့အတွက်ကြောင့်မို့ကျမတို့ဟွန်ကြီးနေခလူမျိုးဟွန်မျိုးတွေကအများအားဖြင့်ကြံထင်းထင်းကိုကြိုက်မြင့်လိုက်ရတာဖြစ်ပါတယ် ကဲပါမှာအခုလိုမျိုးပေါ့နော်ဒါစကန်နဲ့မှကြည့်ရှုနေတဲ့မြဝပြည်သူတွေလည်းအိမ်မလွယ်တကူပြန်ပြီးတော့လုံဆောင်လို့ရအောင်မပြောပြပေးရတဲ့ကျေးဇူးတင်ပါတယ်မှာဒါကြောင့်သမီးရလည်းရိုးလဲရိုးရှင်းနဲ့လောက်ရတာလည်းလွယ်ကူတယ်ဆိုတော့တို့တို့အဆင်ပြေပါပါဟုတ်ကဲ့အခုမလေးဒီဒါကြောင့်သမီးရအရာတော်ပြောနေတော့လေညီမတော်တော်လေးကိုဘိုက်တောင်စားလာပြီးဒါကြောင့်သမီးစားချင်တဲ့စိတ်တောင်ပေါက်လာတယ်ဆီညီမလေးစားလိုက်နော်အပေါ်မှာပဲစားလိုက်ပေါ့အောက်မှာလူရှုပ်လို့ဆိုတော့ဟုတ်ကဲ့ကျေးဇူးပဲမကလေးပြောက်ပို့ခိုင်းနိုင်ပါဟုတ်ကဲ့မကျေးဇူးပဲဟုတ် ကဲပြောပြသူများရှင်အခုဆိုရင်တော့ဒါတကြံသမင်းစားဖို့အတွက်ပေါ့နော်အစင်သည့်အနေထားဖြစ်နေပါပြီဒီမှာငချောင်းထောင်းကျော်လည်းရောက်နေပြီပြည့်ရခါကျတော့အဆက်ကြိုက်တဲ့လူတွေဆိုရင်လည်းဒါငရုတ်တီးကျော်လေးနဲ့တွဲဖက်ပြီးစားသုံးလို့ရပါတယ်ရှင်ကဲသမင်းလေးကလည်းမှုေးပြီးတော့အေးနေတာပဲရှင်ကဲမိမပြည်သူများကိုကျမဒီတကြံသမင်းပေါ့နော်ဒီတကြံသမင်းကဘယ်ကနေပြီးတော့ပေါ်ပေါက်လာတာလဲတကြံသမင်းရဲ့အထိပ္ပယ်ကဘယ်လိုလဲဆိုတာအရင်ဦးဆုံးရှင်းပြချင်ပါတယ်ရှင် ကြံထမင်းရဆိုရင်တော့ကျမတို့ဒီစပယ်ပန်းကိုပွင့်လေးတွေရအောင်ထမင်းကိုပြုတ်ရပါတယ်။ထမင်းကိုပြုတ်ပြီးတာနဲ့ဒီမှွေးနှန်းသားရည်တွေနဲ့ရောဆက်ပြီးတော့စားသုံးတာကိုကျမတို့ကြံထမင်းလို့ခေါ်ဆိုခြင်းဖြစ်ပါရဲ့ရှင်။ဒီကြံထမင်းပေါ်ပေါက်လာပုံကတော့၈နှစ်ပေါင်းများစွာကြာရဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ရှေးဒီရှေးတရောအခါကပေါ့နော်ပြောမယ်ဆိုရင်တော့ကျမတို့ဒီအကြောင်းကိုတော့ ဒီဓမ္မပါလာဆွဲစာပေကနေပြီးတော့ကျွန်မလေ့လာဖတ်ရှုခဲ့ရတာဖြစ်ပါတယ်ရှင်။ဒီရှေ့ခါကတထေးကြီးတယောက်ရှိရယ်ပေါ့နော်။တထေးကြီးမှာသူကရင်သွေးမရှိဘူး။အဲ့ဒါနဲ့သူ့ကိုအမြဲတမ်းရစ်နေတဲ့ဒီရစ်ထုတ်ကြီးတယောက်လည်းရှိရယ်။အဲ့ရစ်ထုတ်ကြီးကတထေးကြီးကိုဗာပြောလဲဆိုတော့တထေးကြီးမှာသားသမီးမရှိတဲ့အတွက်တထေးကြီးကတည်တဲ့ခါကြလို့ရှိရင်ကုသိုလ်ကောင်းမှုပြုလုပ်ပေးမယ့်လူလည်းမရှိဘူး။ဒါ့အပြင်တထေးကြီးရဲ့ဥစ္စာစီးပွားတွေကိုထိမ့်သိမ်းဆောက်ရှောက်ပေးမယ့်လူလည်းမရှိဘူးလို့သူကပြောပါတယ်။ဒါကြောင့်တထေးကြီးက မခံမရနိုင်ဖြစ်ပြီးတော့သားသမီးရဖို့ကြိုးစားပါရဲ့ရှင်။ဒါကြောင့်သူကဒီနေမင်းတို့လာမင်းတို့မှာ၃နှစ်တိတိသူဆွတောင်းပါတယ်။ဒါပေမဲ့တတိကြီးဆွတောင်းလုံးဝမပြေခဲ့ပါဘူးရှင်။အဲ့ဒါနဲ့တတိကြီးကဓာတ်တော်အောင်အားမလျှော့သေးဘဲနဲ့သူထပ်မံပြီးဆူတောင်းပါတယ်။တနေ့ကျတော့သူ့ရဲ့ဒီကျွန်လေးဓာတ်ပြင်သူ့ရဲ့ဆွေမျိုးတွေကိုခေါ်ပြီးတော့ဒီမွှေးနဲ့နာရီတွေလိမ့်ချံပြီးတော့သူကဒီမြေကံပင်မှာရှိတဲ့ညောင်ပင်ကိုသွားခဲ့ပါတယ်။အဲ့ဒီညောင်ပင်မှာဆိုရင်တော့အခုကျမတို့တင်မြင်နေရတဲ့ဒီတကြံထမင်းပေါ့နော်။ ဒီတချံထမင်းအားဆိုရင်ဒီစပယ်ပန်းငုံဘူးကိုကျမတို့ဒီပြုတ်တဲ့ခါကျရင်ဒီစပယ်ပန်းငုံလေးဖြစ်အောင်ပြုတ်ပြီးတော့ရေကိုခုနှစ်ကြိမ်တိတိဆေးရပါတယ်ရှင်အဲ့လိုခုနှစ်ကြိမ်တိတိဆေးထားတဲ့ထမင်းကိုမှမှွေးနှံတာရေတွေနဲ့ဒါစက်ကက်လူတန်းခဲ့ပါတယ်သူကဒါပြင်ဒီချိုချင်ခဲပွဲတွေပါပေါ့နော်စက်ကက်လူတန်းနဲ့အတီးအမှုတ်အကခုံတွေနဲ့လည်းဒါဖျော်ပြခဲ့ရပေါ့နော်အဲ့ဒီအချိန်မှာညောင်မင်းဆောင်တဲ့ကြီးကသူ့ကိုဒါတာသမီပေးချင်တဲ့စိတ်ဆန္ဒတွေဖြစ်ခဲ့တယ်ဒါပေမဲ့ညောင်မင်းဆောင်တဲ့ကြီးကလည်းသူမတက်နိုင်ခဲ့မတက်နိုင်ခဲ့တဲ့ခါကျတော့တခြားမင်းကြီးကိုအကူအညီ ကြောင်းခဲ့ပါတယ်ရှင်။ကြားမြင့်ကြီးကလည်းအဲ့ဒီမှာမတက်နိုင်တဲ့အတွက်ကြောင့်ဓမ္မပါလာနှစ်သားကိုအခုကြီးကြောင်းလိုက်တဲ့အခါမှာဒီတထေးကြီးအရဆိုရင်ပေါ့အမတမပညာတမာတိနဲ့ပြည့်စုံတဲ့သားလေးတယောက်ဖွားမြင်ခဲ့ပါတယ်ရှင်။ ဒီတာရကကိုမုံလူမျိုးများကယူထားပြီးတော့မုံလူမျိုးများကအခုလူမျိုးကျမတို့ဒီမကြမီမှာကြာရောက်တော့မယ်တကြံနှစ်ကူကာလအချင်းဒီခါတွေမှာဆိုရင်တော့ဒီတကြံထမင်းလေးကိုသူကစက်တင်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့စီးပွားလက်လက်ပတ်တွတ်တက်တဲ့အဲကျမတို့ဒီယောဂဗျာတွေကင်းဝေးတယ်ဆိုတဲ့အယူအဆနဲ့ယနေ့တိုင်းထိသူတို့စားသုံးနေကြပါတယ်ဒါကတော့မုံလူမျိုးများအမျက်တနှုံးစားသုံးကြတဲ့အထွတ်မြတ်ဖြစ်တဲ့အစားအစာတစ်ခုလို့ပြောမယ်ဆိုရင်လည်းမမှားပါဘူးရှင် တကြံထမင်းကိုကြတော့ကျမတို့ရခင်ကဆိုရင်ဒီဆိုင်တွေမှာရောင်းတာတော့တိတ်မရှိဘူးရှင်။ဒါအိမ်မှာလှူစားကြတယ်ပြည့်ခါကြံဖိုးပွားရိတ်တာတို့မှာတို့မှာလှူတန်းကြတယ်စတုတီတာမှာလှူတန်းကြတယ်။ဒါပေမဲ့အခုခေတ်နောက်ပိုင်းမှာတော့တကြံထမင်းကိုအလွယ်ကူစားသုံးလို့ရအောင်ဈေးဆိုင်တွေမှာလည်းရောင်းချလာတာကိုတွေ့ရပါတယ်ရှင်။ ဒါပြင်ကျမတို့ထိုင်းနိုင်ငံကဒီမွန်မွန်ပြည်နယ်နဲ့အရန်ကိုနည်းနည်းမိတ်ချင်းဆက်ဆက်နေတာပေါ့နော်။ဒါကြောင့်ထိုင်းကိုရောက်နေတာကမွန်လူမျိုးတွေအရန်များတယ်ရှင်။အဲအဲ့ဒီထိုင်းကိုရောက်နေတဲ့မွန်လူမျိုးတွေကလည်းဒီတကြံထမင်းကိုဒီမြန်မာနှစ်သစ်ကိုအခါသမျှရောက်ပြီဆိုတာနဲ့သူတို့ကစားသုံးကြပါတယ်ရှင်။ကဲမြန်မာပြည်သူများရှင်ကျမလည်းဒီတကြံထမင်းအကြောင်းကိုတမိုင်းအကြောင်းကိုပြောနေတာညားနေပြီရှင်။မြန်မာပြည်သူများကိုဘလို့အရသာရှိတယ်ဆိုတာကိုညှိစမ်းကြပါပဲရှင်။ မြမပြည်သူများရှင်ဒီဒဇန်သမင်းစားတော့မယ်ဆိုရင်အရင်ဦးဆုံးအခုလိုရေခဲမှာအေးနေတဲ့ဒီသမင်းပြုတ်ကိုကျမတို့ငါချောင်းထုံးကြော်လေးနည်းနည်းခတ်ထည့်ပါမယ်ဒီငါချောင်းထုံးကြော်ကလည်းစက်တုံညီကြော်လေးပါပါတဲ့ခါကျတော့မှွေးနေပါတယ်ရှင်အခုဆိုရင်ဒါကျမတို့အဆက်ကြိုက်တဲ့သူတွေဆိုရင်လည်းဒါငရုတ်တီးကြော်ကိုနည်းနည်းထည့်စားလို့ရပါတယ်ရှင်အရန်ကောင်းပါတယ်ရှင် ရင်ထဲကိုအေးွားတဲ့အရာသာလဲခံစားရပါတယ်ဒီမွေရိုးရအစားအစာတွေအားဆိုရင်သူတို့ကချိုချင်ကန်ဆက်ပြင်းထန်ပါတယ်ရှင်သူတို့ရဲ့ဟင်းရောင်ကြည့်မယ်ဆိုလို့ရှိရင်ကျမတို့ဒီအစိမ်းတောင်းရောင်ပေါ့အရောင်တင်မောက်ရောင်လုံးဝမမြင်ရဘူးဖြူဖြူတွေဝဝတွေအဲ့လိုအရောင်များအများအပြားဆက်ကြပါတယ်မွေမျိုးတွေအားအခုဒီတကြံသမင်းကိုစားလိုက်တဲ့အချိန်မှာဒီ green တက်နေတဲ့သူတွေတော့ green ရှင်းသွားတယ်လို့ခံစားရပါတယ်။ဘာကြောင့်လဲဆိုတော့သူ့မှာ ဒီမြုပ်ကြီးကျော်ရဲ့အဆက်ရဲ့ငချောက်ရဲ့အငန်းအနေချင်းပါတဲ့ဟာရဲ့ပြီးရခါကျရင်သူ့ရဲ့အချင်းတက်လေးရဲ့အဲစွတ်တူညီကျော်ရဲ့အမှုရင်းနဲ့လေးရဲ့အားလုံးဟာထမင်းရဲ့အားလုံးရှာခဲမှာတခါတည်းသူ့ရဲ့သူချိုချင်ခံဆက်အဆက်ဟတ်တဲ့ပြီးတော့ဗောနော်ရင်ထဲကိုလည်းအေးမြသွားပါသေးရှင်။ဒါကြောင့်ဒီလိုမျိုးတကြံထမင်းကိုမလိုမျိုးတွေကအထွတ်မြတ်ထားပြီးစားသုံးနေကြတယ်လို့လည်းကျွန်တော်တို့ထင်မြင်မိပါတယ်ရှင်။ တစံထမရအမတန်စားကောင်းပါတယ်ရှင်။ရင်ထဲမှာအေးပြီးတော့ကျမတို့ဒီဝင်းအေးစေတာပေါ့နော်။အခုလိုရာသီနဲ့တော့အမတန်မှလိုက်ဖက်တဲ့တစံထမင်းဖြစ်ပါတယ်ရှင်။ ။ဒီမပြည်သူများလည်းဒီတကြံထမင်းပြုလုပ်ပုံလေးတကြံထမင်းရဲ့အရာဓာတွေကိုကျမတို့တင်ဆက်ပေးလိုက်တဲ့အတွက်ကိုယ့်အိမ်မှာစိတ်ကြိုက်နော်ကိုလိုချင်တဲ့ပုံစံအတိုင်းပြန်လည်ပြီးတော့ပြုလုပ်နိုင်မယ်လို့လည်းကျမတို့မျှော်လင့်မိပါရဲ့ရှင်။နောက်ထပ်လည်းမိဘပြည်သူများကိုအခုလိုချူချင်းကန်ဆက်ပြင်းကြလာတဲ့ green main စီယာမွန်လက်ရာမွန်ရိုးရအစားအစာတွေတစ်ခုချင်းစီကိုနောက်ထပ်လည်းတစ်ခုချင်းစီမိတ်ဆက်ပေးသွားမယ့်အစီအစဉ်များရှိပါရဲ့ရှင်။ မိမပြည်သူများလည်းဒဇန်သမင်းကိုကြိုက်နှစ်သက်ပြီးတော့စားကျင်နေဆိုရင်တော့ကျမတို့မွန်ပြည်နယ်ကိုလာရောက်ဖို့ဖိတ်ခေါ်ပါရရှင်။ကျမတို့မွန်ပြည်နယ်မှာမလူမျိုးများရဲ့ရင်ကျင်းလာတဲ့ဖြူစင်လာတဲ့အကျုံးတွေနဲ့မိမပြည်သူများကိုကန့်လှင့်ကြိုးနေနေမှာအမှန်ပဲဖြစ်ပါတယ်။မိမပြည်သူများဒီကနေ့အစီအစဉ်ကိုကြည့်ရှုလိုက်ရတဲ့အတွက်ကျေနပ်မှုတစုံတရာရရှိမယ်လို့လည်းယုံကြည်မျှော်လင့်မိပါရရှင်။ကြည့်ရှုအားပေးတဲ့မိမပြည်သူများကိုမွန်ရွာစကားနဲ့ကျေးဇူးတင်စကားပြောဆင်ပါရရှင်။တန်ကြရအောင်ပါရှင်။